တိုင်းမမတင်ယူဖို့ဆရာရှာတဲ့အခါမှာအရေးကြီးတဲ့အချက်၃ချက်တူတူနဲ့လိုရင်းပြောပါမယ်နံပါတ်၁ကခမားတင်ယူမဲ့ခမားတင်မဲ့ဆရာကအဘိုးမောင်လေးရဲ့ဘဏ္ဍဆက်မြောက်မျိုးဆက်လဲပေါ့အဲ့တော့တိုင်းပြောင်းပြန်ပါအဘိုးမောင်လေးကမြန်မာတိုင်းငံလုံးအနက်ပညာကိုဖြန့်ဖြူးခဲ့တာဖြစ်တဲ့အတွက်သူကသာနံပါတ်၁အရေးကြီးဆုံးနိုင်ငံကဆရာကြီးဖြစ်တယ်အဲ့တော့သူ့ရဲ့မျိုးဆက်တွေကသာတိုင်းပြောင်းပြန်ကိုတင်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ခမားရဲ့ဆရာက ဘယ်နှဆက်မြောက်လဲဒုတိယမျိုးဆက်လားတတိယမျိုးဆက်လားအဘိုးမောင်လေးကိုယ်တိုင်ဆရာပြပေးခဲ့ရင်တော့ဒုတိယမျိုးဆက်အဘိုးမောင်လေးဆရာပြပေးထားတဲ့ဆရာကနေဆရာပြပေးထားဆိုတော့တတိယမျိုးဆက်ဒါလေးပဲနံပါတ်2ချက်ကတန်ပြောင်းမြန်နဲ့စိုင်နဲ့စစ်ဆေးမှုတွေကိုအောင်မြင်ထားပြီးပြီလားအဲ့တော့ကိုယ့်အကိုတိုင်းပညာသင်လို့နှစ်ကြာလို့အောင်မြင်သွားတဲ့ခပတ်နဲ့ဖြစ်သွားတဲ့ဆရာဖြစ်သွားတဲ့ဆရာကိုပြောတာမဟုတ်ဘူးတန်ပြောင်းမြန်ရဲ့စစ်ဆေးမှုတွေဖြစ်တဲ့ဒုတ်ထွက်တာတွေအတိုက်စစ်ဆေးမှုတွေဝါကြီးဝါငယ်ဝါဒူး တယောက်နဲ့တယောက်ပွဲ90လောက်ထိုးဘူးတာတွေဒါမျိုးကိုပြောတာနံပါတ်3အချက်ကတော့ကိုတင်မဲ့ဆရာကကိုတိုင်ရောတိုင်းတကယ်ကစားရလားဖြစ်တယ်ဒီအချက်ပေါ်မူတည်ပြီးတော့ခင်ဗျားတို့တင်မဲ့ဆရာကိုရွေးချယ်ရမှာဖြစ်တယ်တိုင်းပြောင်းမြန်ကထော်မောမြောက်စွာသောပညာရပ်တွေဖြစ်တဲ့အတွက်ကိုတင်မဲ့ဆရာကကိုတိုင်တိုင်းမကစားဘူးဆိုရင်ဘလို့မှမှတ်မိနိုင်စရာအကြောင်းမရှိဘူးစဉ်းစားစရာတစ်ခုရမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်